မလ28ရက်ကဖြစ်ပွားခဲ့တဲ့ငလင်လှုပ်ခတ်မှုမှာပြည်မနာမြို့မှာရှိတဲ့ခေမတေဝံကျောင်းတိုက်အတွင်းကကျောင်းဆောင်ပြိုကျပျက်စီးမှုတွေကြောင့်တန်ခါရော်နှစ်ပါးပြန်လုံတော်မူခဲ့ပြီးတိလရှင်သုံးပါးနဲ့ယောဂီ၁၁ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ရှိတာကတော့ကျောင်းရှိတန်ခါရောဘာရောဆို250 300 300လောက်ရှိတယ်။တရားစခန်းခေါ်တဲ့အချိန်လေးမှဖြစ်သွားတာ။လက်ရှိရှိတာကတော့တန်ခါရော်နှစ်ပါးနဲ့တိလရှင်သုံးပါး 15ဘာ16ဘာလောက်တော့ရှိပြီဓာရီတွေ့တယ်လက်ရှိလဲရှာနေတော့မယ်ပြိုကျနေတဲ့တောင်းဆောင်တွေအောက်ကိုရှောက်ဖွေမှုတွေလုံးနေတော့မယ်လို့ရွှေချီရက်ွက်အုပ်ချုပ်ရေးရုံးကတာဝန်ရှိသူတို့ကပြောပါရယ်လက်ရှိမှာငလင်းလုတ်ခတ်မှုအတွင်းတောင်းဆောင်တွေပြိုကျပျက်စီးမှုတွေကိုရှင်းလင်းဖယ်ရှားမှုတွေဆောင်ရွက်နေရလို့သိရပါရယ်ဦးစင်းတို့တရားစခန်းဆိုတော့ယောဂီက200လောက်ရှိတယ်ကျောင်းမှာရှိတဲ့ဝေယဝိဆအဖွဲ့တွေနဲ့ဆိုတော့300လောက်ရှိမယ်ဖြစ်လိုက်တဲ့အခါကျတော့တရားစခန်းခေါ်တာလေးရှိသေးတယ်အထဲမရောက်သေးဘူးခေါ်တဲ့ကိုရောလည်းပါသွားတယ် ဦးစင်းနှစ်ပါးသီလရှင်သုံးပါးပါသွားတယ်။ယောဂီတွေကသေဆုံးသူတွေကိုတော့ကာယကံရှင်မိသားစုဝင်တွေကလာသေးသွားပြီ။တချို့သေဆုံးသူတွေလည်းမိသားစုဝင်တွေကလာမသေးသေးတော့ចောင်းတိုက်ထဲမှာရှိနေတော့မယ်လို့ခေမာတင်မွန်ចောင်းတိုက်ကဆရာတော်တစ်ပါးကမိန့်ပါတယ်။ငလင်းလောက်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့တဲ့ចောင်းဆောင်တွေကိုရှင်းလင်းဖယ်ရှားနိုင်ရဲ့အတွက်တိုက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပရဟိတအဖွဲ့အစည်းတွေကဆောင်ရွက်ပေးနေကြောင်းခေမာတင်ဝန်ចောင်းတိုက်ကဆရာတော်တစ်ပါးကမိန့်ပါတယ်။ အဆောင်မကြီးရဲ့ဒီဘက်ကအဆောင်တွေ9ဆောင်10ဆောင်လောက်အကုန်ပြိုကျတာဆိုတော့မနိုင်မနေဖြစ်ကုန်တာပေါ့ရှာတော့ရှာနေတော့မယ်လို့ခေမာတီဝန်အကြောင်းတိုက်ကဆရာတော်တစ်ပါးကမိန့်ပါတယ်ငလင်ဖြစ်စဉ်အတွင်းမှာကျောင်းတိုက်မှာရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့ကျောင်းဆောင်တွေအတွင်းကနေရဟန်းတန်ကသီလရှင်နဲ့လူပုဂ္ဂိုလ်တွေကိုကဲထုတ်ခဲ့ရတယ်လို့မလ29ရက်နေ့မှာလည်းအပြက်စီးတွေအတွင်းကနေလူသေးအလောင်း2လောင်းရှောက်ဖွေတွေ့ရှိထားကြောင်းခေမာတီဝန်ကျောင်းတိုက်အတွင်းရှင်းလင်းဖယ်ရှားမှုတွေဆောင်ရွက်နေသူတို့ကပြောပါရယ်